အားလုံးမင်္ဂလာပါအောင်ဝင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့ခေါင်းကနေခြေပြားအထိစိကြိုယောဂရဲ့စူဂျိုများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တင်းရဲ့ခန္ဓာကိုယ်ထဲမှာသွေးကြောမိုင်ပေါင်း6000လောက်ရှိပြီးအာယုံကြောမြင်မိုင်ပေါင်း3000လောက်နဲ့ဆက်သွယ်ထားပါတယ်သွေးကြော blood vessel ဆိုတာကသွေးစီးဆင်းနေတဲ့လမ်းကြောင်းတွေပါရေပိုက်တွေလိုပဲခန္ဓာကိုယ်အနှံ့သွေးတွေကိုပို့ပေးပါတယ်အာယုံကြောမြင် နာဖိုင်ဘာတွေဆိုတာက အုံနောက်ကနေခန္ဓာအနှံ့ကိုအချက်လက်တွေအမိတွေကိုပို့ပေးတဲ့ဝါယာကြိုးတွေလိုပါပဲသင်ကဘာတွေခံစားရတယ်ဘာလုပ်ရမယ်ဆိုတာကိုပြောပြပေးပါတယ်သင်ရဲ့ခန္ဓာကိုယ်ဟာအံ့ဩစရာကောင်းလောက်ရှုပ်ထွေးပြီးစနစ်တကျတည်ဆောက်ထားပါတယ်သင်ကသင်ခန္ဓာကိုယ်ဂယူးမဆိုင်ပဲစားကြင်ရရာကိုအထင်းအကုတ်မရှိစားနေတယ်ကိုယ်ကျန်းမာရေးနဲ့စိတ်ကျန်းမာရေးကိုဂယူးမဆိုင်ဘူးဆိုရင်တော့သင်ရဲ့ခန္ဓာကိုယ်ကသင်အလိုကျဖြစ်လာမှာမဟုတ်ပဲဖြစ်ချင်တာ ဖြစ်သွားပါလိမ့်မယ်။စီဂျိုယောဂါဆိုတာက ရေရှည်ခံစားရတဲ့ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်ပါတယ်။သင်စားလိုက်တဲ့အစားအစာတွေမှာပါဝင်တဲ့ကစီတန်းတဲ့ဓာတ်ကိုခန္ဓာကိုယ်ကထိတိရရအသုံးမပြုနိုင်တာကဆဖြစ်ပါတယ်။ခန္ဓာကိုယ်ကစွမ်းအင်ရဖို့အတွက်အင်ဆူလင်လိုအပ်ပါတယ်။အဲ့ဒီအင်ဆူလင်ကိုခန္ဓာကိုယ်တွေက pancreas အင်ကအစိတ်ပိုင်းကနေထုတ်လုပ်ပေးပါတယ်။သူကသွေးထဲက glucose ကိုကိုယ်ခန္ဓာဆဲတွေစီကိုရွှေ့ပြောင်းပေးပြီးစွမ်းအင်အဖြစ်ပြောင်းလဲပေးပါတယ်။တကယ်လို့တင့်မှာ စီးကျူယောဂဖြစ်နေပြီဆိုရင်တင့်ခန္ဓာကိုယ်ကအင်ဆူလင်ကိုလုံလောက်အောင်မထုတ်လုပ်နိုင်တာဖြစ်နိုင်တယ်လို့ထုတ်လုပ်ပြီးသားအင်ဆူလင်ကိုကောင်းကောင်းအသုံးမပြုနိုင်တာမျိုးလည်းဖြစ်တတ်ပါတယ်စီးကျူကိုထိန်းချုပ်လို့ရပါတယ်ဒါပေမဲ့တင်ကစီးကျူယောဂကိုကောင်းကောင်းမထိန်းချုပ်ဘူးဆိုရင်တော့ကျမရည်အတွက်နောက်ဆက်တွဲစိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။အုံနောက်အလိုလို့တာနှီးသွားပြီးမှတ်ညံမကောင်းတာတွေဖြစ်လာတာ၊မျက်စိမမြင်တာ၊နှလုံးယောဂါတွေဖြစ်လာတာ၊ကြောက်ကရယောဂါတွေဖြစ်လာတာ၊အာယုံရော ထိခိုက်လာတာတွေတစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ကဲအဲ့ဒါတွေကိုအသေးစိတ်ပြောအောင်။နံပါတ်1အုံနှောက်ခေါင်းပိုင်း1 1ဖြတ်ချင်း stroke ဖြစ်လာတယ်။တွေးရင်းတကြားတာများတာကအုံနှောက်ထဲကသူ့ရောတွေကိုပျက်စီးစေပါတယ်။အဲ့ဒါကြောင့်လေဖြတ်နိုင်ကြီးအလွန်များစေပါတယ်။1နှစ်မှတ်ညံပျောက်ဆုံးခြင်းဖြစ်လာတယ်။စီးကျိုယောဂဟာ enzyme ယောဂနဲ့တက်ကြီးဒရီမိတ်နဲ့အခြားမှတ်ညံဆိုင်ရာပြဿနာတွေဖြစ်နိုင်ကြီးကို မြင့်တက်စေပါတယ်။နံပါတ်1ဉာဏ်လုံးနှစ်တစီးရိုကြောင့်ဉာဏ်လုံးတွေးကြောပျက်စီးလာတယ်။ဉာဏ်လုံးတွေကတွေးကြောတွေပျက်စီးပြီးအမြင်အာယုံထိခိုက်တာနဲ့မျက်စိကွဲတဲ့အထိဖြစ်နိုင်ပါတယ်။နှစ်နှစ်အပြင်တိမ်နဲ့အတွင်းတိမ်ဖြစ်လာစီးရိုယောဂါကမျက်စိယောဂါဖြစ်နိုင်ခြင်းကိုတိုးစေပြီးအမြင်အာယုံဝေဝါးတာနဲ့မျက်စိကွဲတာတွေဖြစ်စေနိုင်ပါတယ်။နံပါတ်3သက်နဲ့သွားများ 31တဖုံးယောဂါဖြစ်လာသွေးရင်းဂျာတများတာကတဖုံးမှာပိုးဝင်ပြီးရောင်ရမ်းစီနိုင်ပါတယ်။၃နှစ်သွားဆုံးရှုံးလာနိုင်တယ်။တဖုံးယောဂါတွေကိုမကုသရင်သွားတွေကျွတ်ထွက်နိုင်ပါတယ်။နံပါတ်၄နှလုံး၄တနှလုံးယောဂါဖြစ်လာစိကြိုယောဂါရှိရင်နှလုံးတိုက်ခိုက်ခံရတာသွေးကြောပိတ်တာ သွေးရောယောဂါတွေပိုဖြစ်နိုင်ပါတယ်။၄နှစ် ကိုလက်ရှောများလာစီချုပ်သမားတွေမှာအဖြစ်များပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေပါတယ်။နံပါတ်5အဆုတ်စီချုပ်သမားတွေကအဆုတ်ရဲ့လှုပ်ဆောင်ချက်အားနည်းနိုင်ပြီးအဆုတ်အေးပတ်တဲ့ရောဂါနမိုနီးယားလိုမျိုးပိုးဝင်တာတွေကတဆင့်ပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။နံပါတ်6အစာချေစနစ်6.1အစာရင်လှုပ်ရှားမှုနှေးခြင်း တွေးရင်းသကြားရများတာကအစာအိမ်တွေကအာယုံကြောတွေကိုပျက်စီးစေပါတယ်။အဲဒါကြောင့်အစာချေနှုန်းနှေးတာ၊ဗိုက်ပွားတာ၊ပြုတ်အန်တာတွေဖြစ်စေနိုင်ပါတယ်။၆နှစ်ဝန်းချုပ်ခြင်းဒါမှမဟုတ်ဝန်းလျှောခြင်းဥတွေကအာယုံကြောတွေပျက်စီးလို့ဖြစ်လာနိုင်ပါတယ်။နံပါတ်9အယိုးနဲ့အဆင့်များခုနှစ်တအယိုးပွားခြင်း osteoporosis ဖြစ်လာတယ်။ဆေးကျူယောဂါကအယိုးတွေကိုအားနည်းစေပြီးပိုပြီးကျိုးလွယ်စေပါတယ်။ နှစ်နှစ်အစ်မြင့်နာကျင်ချင်းဖြစ်လာတယ်။ရောင်ရမ်းတာဒါမှမဟုတ်အာယုံကြောပျက်စီးတာကြောင့်အဖြစ်များပါတယ်။နံပါတ်၈အာယုံကြောများ၈ကိုခန္ဓာအစွန်အဖျားအာယုံကြောပျက်စီးခြင်း ဖြစ်လာတယ်။ peripheral neuropathy ဖြစ်လာတယ်။လက်ဖွားခြေဖွားတွေထုံကျင်တာနာကျင်တာတွေဖြစ်စီပါတယ်။၈နှစ်အလိုလျောက်အာယုံကြောပျက်စီးခြင်း autonomic neuropathy ဖြစ်လာ ိုမထိန်ချုပ်နိုင်တဲ့ကိုရင်းအင်္ဂါတွေဥပမာနှလုံးအစာရင်အဆုတ်နဲ့စီးအိမ်တွေကိုထိခိုက်ပြီးမူးဝေတာစီးအိတ်ပြဿနာတွေနဲ့လိမ်မိုင်းဆိုင်ရာပြဿနာတွေဖြစ်စေနိုင်ပါတယ်နံပါတ်6ကြောက်ကကြောက်ကပျက်စီးလာတယ်တွေးတွင်းတခြားတများနေတာကကြောက်ကတဲကစစ်ထုတ်တဲ့အစိတ်ပိုင်းတွေကိုပျက်စီးစေပါတယ်အဲ့ဒီအခါစီးထဲမှာ ပရိုတိန်းဓာတ်တွေပါလာပြီးအချိန်ကြာလာရင်ကြောက်ကပ်ပျက်စီးလာပါတယ်။နောက်ဆုံးကြောက်ကပ်လုံးဝအလုံးမလုတ်တဲ့အထိဖြစ်လာနိုင်ပါတယ်။အဲ့ဒီအချိန်မှာကြောက်ကပ်ဆေးရတာတွေလုတ်ဖို့လိုလာသလိုကြောက်ကပ်လဲရတဲ့အဆင့်ထိဖြစ်သွားနိုင်ပါတယ်။နံပါတ်10မျိုးပွားအင်္ဂါများ31အမျိုးသားများ အမျိုးသားများမှာသန်းတည်ပန်းညို erectile dysfunction ဖြစ်လာနိုင်ပါတယ်။30နှစ်အမျိုးသမီးများ အမျိုးသမီးများမှာ မိမကိုခြောက်တွေ့တာပိုးဝင်တာဓမ္မတာမမှန်တာတွေဖြစ်လာနိုင်ပါတယ်စက်တခြေရောက်များစက်တတွတွေးလက်ပတ်မှုမကောင်းခြင်းဖြစ်လာတယ်တွေးစိစိမှုယောနေတာကဒဏ်ရာတွေကိုအနာကျက်ဖို့ကိုခက်ခဲစေပါတယ်စက်တနှစ်နာကျင်ခြင်းဒါမှမဟုတ်ကြွတ်တက်ခြင်းဖြစ်လာတယ်တွေးကြောတွေကျင်းတာဒါမှမဟုတ်ပိတ်တာကြောင့်ဖြစ်ပါတယ်စနစ် ခြေဘွားများဆက်နှစ်တခြေဘွားအနာများဖြစ်လာတင်းငယ်တဲ့ပြက်ရှက်ဒဏ်ရာနဲ့အဖုပိတ်လေးတွေကကောင်းကောင်းမကျက်ပဲပိုးဝင်တာအထိဖြစ်စေနိုင်ပါတယ်ဆက်နှစ်နှစ်ခြေလက်ဖြတ်တောက်ရတဲ့အထိဖြစ်လာနိုင်တယ်ပြင်းထန်စွာပျက်စီးတာပိုးဝင်တာတွေကြောင့်ခြေဘွားဒါမှမဟုတ်ခြေထောက်အစိပ်ပိုင်းကိုဖြတ်တောက်ရတာမျိုးဖြစ်နိုင်ပါတယ် ဆီးရိုယောဂရဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင်ဘယ်လိုကာဝယ်မလဲအဓိကအချက်တွေကတော့နံပါတ်1သွေးရင်းတကြားဓာတ်ကိုထိမ့်ပါအစာအတော့ကိုစင်ကျင်မှာအချိုလျှော့စားပါကစီတတ်များတဲ့အစာအစာတွေဖြစ်တဲ့ထမင်းပေါင်မှုကိုလျှော့စားပြီးဟင်းသီးဟင်းရွက်ကိုညားများစားပါသွေးမှန်မှန်စစ်ဆေးပါဆေးမှန်မှန်တောက်ပါနံပါတ်2အဆီဓာတ်ကိုထိမ့်ပါသွေးရင်းကိုလက်စထရောအဆီများရင်နှလုံးရောဂါနဲ့လေဖြတ်တာဖြစ်နိုင်ပြီးပိုများပါတယ်စီကြော်စာတွေ အစီများတဲ့အစားအစာတွေလျှော့စားပါနံပါတ်၃သွေးပောင်ချိန်ကိုထိမ့်ပါသွေးပောင်ချိန်တက်နေရင်စီချိုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုပိုဆိုးစေပါတယ်နံပါတ်၄စလိတ်နဲ့အရက်ကိုရှောင်းပါစလိတ်နဲ့အရက်တွေကစီချိုယောဂရဲ့ဆိုးကျိုးကိုအဆိုးဆုံးဖြစ်စေနိုင်ပါတယ်လုံးဝရှောင်းတာအကောင်းဆုံးပါပဲနံပါတ်၅ခြေထောက်ကိုဂယူးဆိုင်ပါ နေ့တိုင်းခြေထောက်ကိုစစ်ဆေးပါအနာအပူလောင်တာခြေသည်မှုဆွဲတာမျိုးမဖြစ်အောင်ဂယူးဆိုင်ပါ ခဏကောင်းကောင်းစီးပါအနာဖြစ်လာရင်ပျောက်ဖို့အလွန်ခက်ခဲသွားပါတယ်အခက်မသိရင်ခြေထောက်ဖျက်ရတဲ့အထိဖြစ်နိုင်ပါတယ်နံပါတ်6မျက်စိနဲ့ကြောက်ကပ်ကိုပုံမှန်စစ်ဆေးပါစီးကျိုရှိသူတွေကမျက်စိနဲ့ကြောက်ကပ်ပြဿနာဖြစ်တတ်ပါတယ်အချုပ်ပြောရရင်တော့စီးကျိုယောဂရဲ့နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်ကာကွယ်ဖို့အတွက်သွေးတွင်းတကြားဓာတ်ကိုကောင်းစွာထိန်းချုပ်ပြီးကျန်းမာတဲ့နေထိုင်မှုပုံစံကိုကျင့်သုံးဖို့ကအဓိကအရေးကြီးဆုံးဖြစ်ပါတယ် အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်တော့လည်းကြည့်ရှုနိုင်ဖို့ subscribe ကိုတင်ပေးထားပါလို့တရားရက်ခံထားတဲ့ like နဲ့ share လုပ်တဲ့နှိမ့်နှိမ့်ပေးစီခြင်းပါတယ်။လူသားအားလုံးလူနဲ့လူချင်းတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့တောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day!